အချုပ်ဆရာကြီးရိုင်နီယာကိုထိုင်ရာကနေမထားနိုင်အောင်လုပ်ပြသွားခဲ့တဲ့ Brandon Allen ရိုင်နီယာလုံးချုပ်ဆရာကြီးကိုတုတ်ထိုင်သွားစေခဲ့တဲ့ကတော့ Brandon Allen ဆိုတဲ့ American နိုင်ငံသားဖြစ်ပြီးရိုင်နီယာတယောက် US မှာပွဲပွဲနှွဲခဲ့တဲ့မြောက်ဒီတစ်ခါတော့ထိုင်ရာကနေပြန်မထားနိုင်တဲ့အထိဖြစ်သွားခဲ့တာဖြစ်ပါရင်း မိမိကတော့ Ryanair တယောက်ပြန်မဲ့ကိုထင်သေးတာလားသူကသူအပြင်းကြီးနေခဲ့တာလားဆိုတော့သူကသူပဲသိမယ်ထင်ပါတယ်။သူနဲ့ရှင်မဲရမယ့် Brandon Allen ဆိုတာက US မှာ2019ခုနှစ်တည်းကပွဲချမ်းနေခဲ့သူတယောက်ဆိုတာ Ryanair တယောက်မင်းနေခဲ့ပုံပါပဲ။ Ryanair အနေနဲ့နောက်တစ်ခုထပ်ပြီးတရေထားမှာကလက်ရှိသူရောက်နေတဲ့နေရာက One Championship မဟုတ်သလိုရှင်မဲရမယ့် Fighter တွေကလည်း MMA လောကတွေကိုမနေ့တနေ့ကမှဝင်ရောက်လာခဲ့ကြတဲ့လို့မဟုတ်ဘူးလို့ပဲဆိုကြပါတယ်။ ။ Ryanair အတွက် USC ကိုရောင်းဆောင်မှာပုံစံကောင်းနေပြသပြီးရလက်ကောင်းနေစတိုင်ပိုင်းဆိုင်နိုင်ခဲ့ပေမဲ့သူရဲ့စတောက်မြောက်ပွဲအစဉ်ဖြစ်တဲ့ Robert Witte ကနေပွဲအစဉ်မှာကလေးကအနိုင်မရခဲ့တာတော့မှပြည့်ပြတ်သားအနိုင်နိုင်ခြင်းမရှိခဲ့ပေ။ Split decision နဲ့အနိုင်ရရှိသွားခဲ့တာပါ။ပွဲအစဉ်တွေဟာတပွဲပြီးတပွဲလွယ်ကူလာမှာမဟုတ်ပဲထိတ်ဆုံးသားရောက်လေခက်လဲခက်လဲဆိုတာ Ryanair တယောက်ကိုယ်တိုင်သိထားပြီးသားဖြစ်ပါလိမ့်မယ်။ အဲ့လိုမျိုးအခြေအနေမျိုးမှာ right now တောင်းစောစီးဒီဝိတ်ချခဲ့တာမျိုးမရှိဘဲနဲ့ပွဲရနာနေတဲ့အချိန်ကြာမှဝိတ်ချခဲ့တာဖြစ်သလို၃ရက်အတွင်း34ပေါင်အထိဝိတ်ချခဲ့တာဖြစ်ပြီးအဲ့ဒါကလည်းတကယ်တကယ်ထိုးကြပြီဆိုတော့ right now အကြောင်း၃ချီလောက်လည်းရောက်အောင်တော်တော်လေးကို high နေကြတာကိုမြင်တွေ့ခဲ့ကြပါတယ်တတိယအချိန်ပြီးသွားခဲ့တဲ့အချိန်မှာ right now အကြောင်းအားယူတဲ့နေရာကနေအာတီမီပြန်ထလာခဲ့တာကိုမြင်တွေ့ခဲ့ရပါသေးတယ် ဝမ်းချန်ပီယံရှင်ပါဆိုရင် hydration တန်းစစ်တဲ့အခါအဲ့လိုမျိုးဝေးချလို့မရပါဘူးအခုလိုဝေးမြန်ချတာကရေတပ်ပဲအကုန်ထုတ်လိုက်တဲ့သဘောပါရေတပ်မလုံလောက်ရင်ကြွက်သားတွေတေချာအလုံးမလုံးနိုင်တော့ပဲခဏလေးနဲ့အပူချိန်များလာပြီးပို့ပြီးတော့မောလာတက်ပါရင်ဒါကြောင့်လည်းတတိယအချိန်လောက်မှာ rainier အကြောင်းသေးပြီးအချိန်နေမှန်းတာကိုမြင်တွေ့ခဲ့ရပြီးလေးချီအပြီးမှာပြန်ထလာနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်ပထမအချိန်မှာ brandon allen ကိုသူ့ဘက်ကပဲခြေစာဆွဲခဲ့ပြီးဂျူရိုလဲချတာတွေလည်းလုံးဆောင်နိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ပထမအချိန်မှာ rainier အကြောင်းအသာရခဲ့တယ်လို့ရှိခဲ့ပေမယ့်ဒုတိယအချိန်မှာ Brandon Allen ကပြန်လည်အသာရသွားခဲ့တာကိုမြင်တွေ့ခဲ့ရပြီးတထောင်နေလက်တီးချက်နေတဲ့ Rainier ကိုရှယ်ကျေးပြသွားခဲ့တာပါ။တနေ့အချိန်မှာအစားပိုင်းမှာလည်း Rainier ချိုးဖို့လုပ်ခဲ့တယ်ပေမဲ့ဒီပြင်းနဲ့ Brandon Allen ရဲ့လက်တီးချက်တွေဖိတထောင်တွေကိုခံခဲ့ရပြီးမျက်နှာတွေမှာကွဲလာတဲ့အထိမြင်တွေ့ခဲ့ရပါတယ်။ Evan နဲ့ Trigger ချိုးခွဲရဖို့ဒီချိန်ကြီးဆက်ခဲ့သေးပေမဲ့ Brandon Allen ကနားလည်နေတော့အချိန်ဆွဲပြီးပြန်လည်ကာဝယ်သွားနိုင်ခဲ့ပါတယ်။ ကျောင်းသားကြီးမှာတော့ရိုင်းနီယာတယောက်တက်လွန်ကုန်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပြီးစိန်သွားတိုင်းကိုမဆောင်နိုင်တော့တာကိုမြင်တွေ့လာခဲ့ရတာက Brandon Allen ပြုသမျှလို့သွားခဲ့ရပါတယ်။ကျောင်းသားကြီးမှာယုံကြည်မှုကြော်လေးမိနေတဲ့ Brandon Allen ကပဲရိုင်းနီယာကိုကင်ပေါက်ပြီးတော့စိတ်ကြိုက်ထူထောင်သွားခဲ့တယ်လို့ရိုင်းနီယာကလည်းသူ့ရဲ့အကောင်းဆုံး ground ပိုင်းမှာတော့ကြားရှင်းပေါက်ရဲ့လဲကြတဲ့ယုံတကယ်လို့ဖြစ်သွားခဲ့ရပါတယ်။နားချီ10မိနစ်ပြည့်လို့ final round ခရမုတ်တဲ့အထိရိုင်းနီယာတယောက်ပြန်ထလာနိုင်ခြင်းမရှိတဲ့အတွက် ဒိုင်လုံကြီးက Brandon Allen ကိုလည်းထိုးနေတူအနိုင်ပေးသွားခဲ့ပါရင် Brandon ဟာ Brandon Allen ကိုအရှုံးပေးခဲ့ရသလို1 Championship မှာလည်းမာလီကင်းနဲ့ရှင်ပိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်မှာလည်းအခုလိုမျိုးအရှုံးပေးတဲ့ပုံစံမျိုးပြုလုပ်ခဲ့ပါရင်ပြောရင်သူ့ဘက်ကပြန်ဘက်ကအသာမရနိုင်တော့မှန်းသိတဲ့အတွက်အသားလည်းအနာမခံတော့သလိုရှိသမျှအားကုန်သုံးပြီးပြန်လည်ရုံးချမယ်ဆိုတာမျိုးမရှိတော့ပဲသူဆက်ပြီးထူထောင်ခံရတော့မယ်ဆိုတာကိုသိတဲ့အတွက် Rainier ကပပနဲ့နဲ့ပဲ Brandon Allen ကိုအရှုံးပေးသွားခဲ့တာဖြစ်ပါရင်တတိယအချိန်အပြီးကတည်းကအရှုံးပေးဖို့ကြံနေခဲ့တဲ့ Rainier ဟာစတုဒ္ဒအချိန်မှာဘလို့မှပြန်ချမလာတော့ပဲအရှုံးပေးသွားခဲ့တာဖြစ်ပါရင်